မင်္ဂလာပါခင်ဗျာတပေါင်းလာပြီနေ့မှာပေါ့နော်ပြုတဲ့ကုသိုလ်6မျိုးအကြောင်းကိုဝေမျှချင်တာပါကုသိုလ်ဆိုတာကတော့ဘယ်နည်းမဆိုပြုကောင်းတဲ့အရာပေါ့နော်ကုသိုလ်တရားကိုစ조사ဆောက်တည်အားထုတ်တဲ့သူတွေကတန်တရာမှာကို့အတွက်အထောက်အကူပြုပြီးတော့ကို့ဘဝအတွက်ရိတ်ခါထုတ်အနေနဲ့ မတိုးထမင်းမတိုးဟင်းကိုတဲသွားသလိုပဲဘဝတန်တရားအဆက်ဆက်ပြပြဝဝနွေနွေထွေထွေလုံလုံချုံချုံချမ်းချမ်းသာသာအေးအေးချမ်းချမ်းသာသနာပြုနိုင်တဲ့ရှင်တန်နိုင်တဲ့သူတွေဖြစ်သွားတာပေါ့နော်အဲ့တော့ကုသိုလ်ကတော့ဘယ်နည်းပြပြပြုကောင်းတဲ့အရာပါဒါပေမဲ့အထင်ကြီးရနေဆိုတာရှိတယ်အဲတပေါင်းလာပြီနေဟာဗုဒ္ဓဘာသာဝင်တွေအတွက်အထင်ကြီးရသတ်မှတ်ထားတဲ့နေ့တစ်နေ့တည်းမှာလည်းပါတယ် ပြီးတော့ကျွန်တော်တို့ဘေဒင်ကင်းကနန်းအရာတွက်ချက်ကြည့်တဲ့အခါကျတော့လေအဲ့ဒီမှာထူးဆန်းတဲ့အာနိသင်တွေထူးဆန်းတဲ့ဓာတ်သဘောတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီဓာတ်သဘောတွေအဲ့ဒီအာနိသင်တွေရဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဘဝမှာပေါ့တော်တော်ကြီးဟိုအပြောင်းလဲခေါင်းကြီးတွေဖြစ်လာနိုင်တဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့တပေါင်းလာပြီးနေ့ကိုတော့ပြုတင်တဲ့ကုသိုလ်၆မျိုးဆိုပြီးတော့အသီးသန့်ထုတ်ပေးတာဖြစ်ပါတယ်ကျွန်တော်အထက်ကပြောခဲ့တဲ့စကားလိုပဲ ကုသိုလ်ကတော့ဘရောဖြစ်ဖြစ်ပြုတင်တာမန်တယ်လို့အကုသိုလ်တော့ဘရောဖြစ်ဖြစ်ရှောင်ဖို့လိုအပ်တယ်ကြောက်ထက်ဖို့လိုအပ်တယ်ကုသိုလ်နဲ့အကုသိုလ်ဟာအရန်กว่าပါလေအကုသိုလ်အကျိုးပေးခြင်းတန်ပြီဆိုလို့ရှင် ရှိနေတဲ့စီးစင်ဥစ္စာတွေကိုတမျက်စိနဲ့လဲထုတ်လိုက်တယ်လို့ပဲအကုန်လုံးထွက်သွားတာ အဲ့လိုပဲအကုသို့အကျိုးပေးခြင်းတံပြီဆိုလို့ရှင် အပြင်ကနေပြီးဝင်လာတဲ့ဟိုအဆိုးတွေအကုန်လုံးကလည်းလေမုံတိုင်းတစ်ခုကလေထန်ကုန်းကျိုတက်လိုက်တယ်လို့ပဲအကုန်ဝင်လာတာအဲ့တော့ကိုပြုတ်ထားတဲ့အကုသို့တွေစုပြီးအကျိုးပေးခြင်းတံရင်တိတ်ကြောက်စရာကောင်းတာဒါကြောင့်ထမင်းသုံးနှစ်ကိုနေ့စဉ်ရှာစားတဲ့နေရာမှာအကုသို့ခင်တဲ့ထမင်းလုတ်တွေဖြစ်ဖို့လိုတယ် ပြီးတော့ခင်မွင်းဆယ်ပါခင်မွင်းဆယ်ပါဆိုတာလေမပြစ်မားတဲ့နဲ့ထဲမှာပါတယ်ခင်မွင်းဆယ်ပါမြည်တဲ့သူကို ပြစ်မားပြီဆိုလို့ရှင်တန်တရာအဆက်ဆက်မပြောင်ရောင်ဘူးဆင်းရဲဒုက္ခတွေများတယ်အနာရောဂါတွေထူတယ်ဖုံးချိန်ွားတွေညံ့တယ်ကိုရောင်ကိုရဲတွေမတောက်ပါဘူးပင်မမှုတွေစိတ်ပင်မမှုတွေများစေတတ်တယ် ကိုကတန်တရာအဆက်ဆက်မှာခင်မွင်းဆယ်ပါးကိုပြစ်မှားခဲ့တယ်ဆိုရင်တော့အဲ့ဒီပြစ်မှားခဲ့တဲ့အငွေအသက်ကမိတောင်ကြီးတစ်ခုပောက်ခဲ့လို့အဲ့နေရာပဝန်းကျင်မှာရှိတဲ့နေမြေဒေတာတဘာဝမြေဩဇာတွေကုန်ခန်းပြီးတော့မှဟိုချင်းခြောက်ခြားပွေရာဖြစ်နေတယ်လို့မျိုးပဲကိုဘွားကလည်းခင်မွင်းဆယ်ပါးကတန်တရာတစ်ခွေမှာကြုံခဲ့ရတယ်ဆိုလို့ရှိရင်လက်ရှိဘဝမှာတောင်ကို့အတွက်မကောင်းတဲ့အဆိုးတွေကလာပြီးအကျိုးပေးနေတာဒါကြောင့်မို့ခင်မွင်းဆယ်ပါးကိုမမပြမဖို့လိုတယ် အကုသိုလ်တရားကိုကြောက်တတ်ဖို့လိုပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးအများစုဟာအထူးသဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာအတိတွေရှိကြတယ်။ဒါပေမဲ့တတိတွေမရှိကြဘူး။တတိတွေအမတန်နည်းတယ်ပေါ့နော်။သူတို့လောက်ဘာသာရေးလောက်တာသူတို့ပဲရှိတယ်။သူတို့လောက်တရားစခန်းတွေဝင်တာသူတို့ပဲရှိတယ်။သူတို့လောက်ကုသိုလ်ကောင်းမှုတွေလောက်တာကျွန်တော်တို့မြန်မာလူမျိုးတွေပဲရှိတယ်။ဒါပေမဲ့တစ်ချက်တစ်ချက်အတိတစ်ချက်လွတ်သွားပြီဆိုလို့ရှင်ကိုပြုတ်ထားတဲ့ကုသိုလ်က ကုသိုလ်တပည့်ငရဲတပိတ်တာတွေပြန်ဖြစ်ကုန်ရောအာဒေါသထွက်တဲ့ခါကျတချို့ကပြောလိုက်တဲ့သူကိုသူစကားတရားစခန်းကတရားစခန်းမမကျင်တဲ့တာဒါကိုယ်စော်ကားနေတာတော့ပြောရမှာပဲအခုပုံမတရားလုပ်နေတာတော့ပြောရမှာပဲအလူဟာလူလောက်ပဲတိခတ်နိုင်မယ်ဆိုတာပါသေးတယ်ပေါ့နော်အဲ့ဒါကိုကအဝေးစီငရဲကိုမျက်တောင်ဆွေးပြီးကြည်နေရတယ်အတူတူပဲတကယ်တရားရဖို့လိုတယ်လို့တကယ်တရားရှိဖို့လိုတယ်ကိုကိုဘလို့လူမျိုးတွေရပဲလာပြီးစော်ကားစော်ကားပုတ်ခတ်ပုတ်ခတ် ကိုကအကောင်းနေပြုပါလဲနဲ့အကိုကိုဆဲရီးတိုင်းထွားနေတဲ့သူတွေဘလို့လူမျိုးတွေပဲလာလာအဲ့ဒီလူကိုတတ်နိုင်တဲ့မြမေတ္တာမပြတ်ပဲမေတ္တာနဲ့ကြည်ပြီးတော့စိတ်ကိုတတ်နိုင်တဲ့မြကိုကိုကိုအေးချောင်းနေရမှာသူကကိုကိုရန်ထောင်လို့ကိုကလည်းသူ့ကိုရန်ပြန်ထောင်နေဆိုရင်တေးစားပြီးနှစ်ယောက်အတူတူအဝေးစီငရဲပင်လယ်မှာလက်ပစ်ကူကြတော့မယ်ဆိုတော့အမှန်ပဲဒီတော့တရားစခန်းဝင်တာတွေတရားထိုင်တာတွေတရားအထုတ်တာတွေဆိုတာကိုလောက်တာထက် လောက်တာလဲကောင်းတာပေါ့နော်အဲ့လိုလုံနေတဲ့သူတွေဟာပိုးပြီးတော့အတိရဲ့အနောက်မှာတတိလိုက်ပြီးတော့ထိမ့်ချုပ်ပါ စကားဆိုတာကဒီရှာတွားပြီးတော့ဒီနှက်ခမ်းဒါလေးနဲ့ပဲပြောလိုက်တာလွယ်တယ်ပြောရတာအဲ့ဒီပြောတဲ့စကားတွေကိုဘယ်ကနေရောက်လာလဲဆိုတော့ဒီအုံနောက်တို့အတိတို့နှလုံးသားတွေကနေရောက်လာတာဒီအုံနောက်တို့အတိတွေနှလုံးသားတွေကိုထိမ့်ချုပ်မှသာလျှင်ဒီပါဇက်ကထွက်လာတဲ့စကားကကုသိုလ်စကားလားအကုသိုလ်စကားလားဆိုတာပြန်ပြီး ဒါတုံးတန်မှာကိုပစက်ကပြောချင်တာတွေပြောလိုက်တဲ့ဥစ္စာအကုသူစကားဖြစ်နေတယ်ဆိုရင်အပြောခံရတဲ့သူကိုလည်းအပူနဲ့ကောက်ပေါက်တယ်လို့ပြောလိုက်တဲ့သူကလည်းအပူတွေကိုမြိုချလိုက်တာနဲ့အတူတူပဲဒါကြောင့်ကုသူဖြစ်စီမဲ့စကားဒါကြောင့်ကုသိုလ်ဖြစ်စေမဲ့စကားအကုသိုလ် ဖြစ်စီမဲ့စကားနှစ်ခုကိုခွဲခြားပြီးကုသိုလ်စကားကိုပဲအတိတ်ကပေါ်ပြောစေချင်တာပါခင်ဗျာအဲ့တော့တပေါင်းလာပြည့်နေ့မှာလူရမယ့်ပစ္စည်း၆မျိုးကနံပါတ်၁ကတော့ပန်းဆယ်ဝန့်လူရမယ်ဘာပန်းဖြစ်ဖြစ်ရတယ်ခင်ဗျာ အပွင့်တက်ရှိတော့ပန်းပေါ့တပေါင်းလာရသည်မှာပွင့်နေတဲ့ထက်ကအပွင့်ပန်းဘာပန်းဖြစ်ဖြစ်ရတယ်ပန်းအပွင့်ဆယ်ပွင့်ကိုလူရမယ်အဲ့ဒါကိုကျွန်တော်တို့ကအိုးနဲ့လူရမျိုးမဟုတ်ဘဲနဲ့ကြွေပကံလေးနဲ့လူမှာခင်ဗျာကြွေပကံဆိုတာကျွန်တော်တို့ထမင်းစားပကံတိုက်ပကံကိုခေါ်တာပေါ့ အဲ့ဒီအပေါ်မှာပန်းလူတဲ့လူရဲ့မွေးတက်ကရစ်ကိုရေးမယ်ညီမြချင်းထိုးမယ်စရဘာဝရေးမယ်အဲ့ဒီအပေါ်မှာအပွင့်ပန်း၁၀ပန်းကိုထည့်ပြီးတော့မြတ်စွာဘုရားရှင်ကိုလူပေးပါတပေါင်းလာပြီနေ့မှာပွင့်နေပြီးတော့ကောရမမြတ်စွာရှင်နဲ့အတူပွင့်နေပြီးတော့ဘုရားအဆုစုအလုံးကိုရည်စူး၍ တပေါင်းလှပြနေမှာတပိတော်တပိတော်မာတို့ဒီအပွင့်ပန်း၁၀ပန်းကိုလူတဲ့အတွက်ကြောင့်တပိတော်တို့ရဲ့ဖုံးကံဆရဏတိုးတက်ပြီးတော့ခန္ဓာမှာရှိနေသောဝေဒနာတွေပျောက်ကင်းပြီးခန္ဓာမှာရှိသောဖုံးကံနဲ့အတူသာသနာပြုနိုင်ပြီးသာသနာကိုအကျိုးပြုနိုင်သောဖုံးရှင်ကံရှင် ဖြစ်ရပါစေသားလို့ဆုတောင်းအမေနောက်တစ်ခုကတော့မကြီးဖြော်ရီလူပါမယ်မကြီးဖြော်ရီကိုမြေအိုးလေးနဲ့လူပါမယ်မြေအိုးမှာကိုယ့်ရဲ့အပူကိုရေးရမှာ လူတစ်ခုပူမှုရတဲ့ဆိုက်ကလေးဆိုသလိုလူတိုင်းကတော့အပူရှိတာပဲဥပမာအကျွေးရှိတဲ့သူကအကျွေးကြည်ပါစေလို့ရှိအိမ်တော်ရဲ့အဆင်မပြေတဲ့သူကအိမ်တော်ရဲ့အဆင်ပြေပါစေအနာရောဂါထူနေတဲ့သူကအနာရောဂါခင်းပြောက်ပါစေအတူနဲ့တူအမှုခင်းနေရင်ဆိုင်နေရတဲ့သူကအမှုခင်းကင်းဝေးပါစေအဆရှိတဲ့ကိုယ့်ရဲ့အပူကိုမြေအိုးပေါ်မှာရေးပြီးတော့အဲ့မြေအိုးတွေကိုမကြီးဖြော်ရေးထည့်ပြီးတော့မြတ်စွာဘုရားရှင်ကိုတပေါင်းလှပြီးနေမှာမကြီးဖြော်ရေးကပ်ပေးရမယ်မကြီးဖြော်ရေးကတ်တဲ့အချိန်မှာမကတ်ခင်အဲ့ဒီမြေအိုးမကြီးဖြော်ရေးထည့်ထားတဲ့အိုး လေးကိုကင်ပြီးတော့အုံဗုဒ္ဓံကိုဗုဒ္ဓံဖြည်းဓမ္မံကိုဓမ္မံဖြည်းတန်ခံကို တန်ခံဖြည်းမပြုတ်မပြင်းအရှင်ပန္ဒီဖြစ်တော်သည်ဖွတ်အဲ့ဒါမျိုးလေးကိုသုံးခါယူပြီးတော့မှမြေဦးလေးကိုမြတ်စွာဘုရားရှင်ကိုကတ်လူပေးရပါမယ်နံပါတ်3အနေနဲ့ကတော့တပေါင်းလာပြီနေမှာမြတ်စွာဘုရားရှင်ကို ဂန်းကော်ရင်နဲ့ထွက်သောရေမွေးတို့မဟုတ်ဂန်းကော်ရင်နဲ့ထွက်သောအမွေးတိုင်းတို့မဟုတ်ဂန်းကော်နတ်သစီအားလေးတွေလူဖို့လိုအပ်ပါတယ်တချို့ကဂန်းကော်ရင်နဲ့ကိုနတ်သစီနဲ့ရောထားတာရှိတယ်ပေါ့နော်ရှင်တော်ကောရမမြတ်စွာဘုရားရှင်ကိုဂန်းကော်ယနေ့ထွက်တော်အမွေတိုင်းဂန်းကော်ယနေ့ထွက်တော်နတ်သစီလူတန်းနဲ့အတွက်ကြောင့်နောင်ပွင့်တော်မူမဲ့အရိမေရိယမြတ်စွာဘုရားရှင်ကိုဘုရားကျွန်တော်မျိုးတို့သည်တဏှာဝစ်စင်းရဲ့ဒုက္ခတူတူဖြစ်ဖူးမြော်နိုင်သော ပုဂ္ဂိုလ်သူဖြစ်ရပါစေသာလို့ဆုတောင်းအောင်ပါ နံပါတ်၄အနေနဲ့ကတော့ဘရာကျော်ကောင်းချင်းမောင်အုံးစံမွေးလူဖို့လိုအပ်ပါတယ်အုံးစံမွေးဆိုတာတော့အုံးဒီကိုအုံးဒီချင်းနဲ့ချစ်ထားတာကိုခေါ်တာပါကောင်းချင်းမောင်ဖြူလေးငချိတ်လဲရပါတယ်အဲကောင်းချင်းမောင်မှာဘရာကျော်သုံးလုံးတင်မယ်ပြီးအုံးဒီလေးတွေဖြူပြီးတော့မြတ်စွာဘုရားရှင်ကိုလူမယ်အဲ့ဒီကောင်းချင်းမောင်ကိုလူတဲ့အချိန်မှာအပေါ်အဖြူအောက်အညိုလေးဝစ်ပြီးတော့လူပေးပါတပေါင်းလာပြီနေ့ဗီဒီနက်ခတ်ကင်းကနန်းအရာ ကောင်းသောနေ့နတ်ခတ်ဆန်းရှင်တဲ့တဲ့နေ့မှာဘုရားကျွန်တော်မျိုးကျွန်တော်မျိုးမတို့သည် ရှင်တော်ကတော့မှမြတ်စွာဘုရားရှင်ကိုကောင်းခြင်းမောင်းလူတဲ့အတွက်ကြောင့် ကောင်းခြင်းတွေပေါင်းစုစည်းပြီးတပည့်တော်တို့ရဲ့ကြံရှိနေတဲ့နေ့ရက်တွေမှာအထူးသဖြင့်ရောက်လာမဲ့နှစ်သက်တကြံကာလအချိန်မှာနှစ်သက်တစ်နှစ်သာအတွင်းကောင်းခြင်းများကိုပိုင်ဆိုင်နိုင်ပြီးသာသနာနဲ့အတူဆွေမျိုးညာတိကခုနှစ်ရဲ့သာသမီမရှိစင်းရဲသူသူအားလုံးကိုဝေးနိုင်ကျွေးနိုင်ပေးနိုင်ကမ်းနိုင်လူနိုင်တတ်နိုင်တဲ့ပုံကိုယ်သူဖြစ်ပါစေသားလို့ဆုတောင်းအောင်ပါ ။နံပါတ်5ကတော့အဝတ်အစားပန်းတကူကုသိုလ်ပြုဖို့လိုအပ်ပါတယ်။တပေါင်းလာပြည့်နေ့ညမှာလမ်းဆောင်လမ်းကွာမှာတော့လည်းကောင်းအဆင်ပြေတဲ့နေရာမှာတော့လည်းကောင်းမိမိအိမ်မှာမိမိအတုံးမပြုတော့တဲ့အဝတ်အစားများသို့မဟုတ်မိမိအနေနဲ့ဥပမာအဝတ်အစားအစ်စ်များဝယ်ယူပြီးတော့အဲ့နေမှာအဝတ်အစားတွေကိုလူပေးပါ။နောက်နံပါတ်6အနေနဲ့ကတော့ပန်းတကူကုသိုလ်ပြုပြီးတဲ့အချိန်မှာပဲငွေပရိသတ်ပင် လူပေးပါ အဲ့တော့ပန့်တကူကုတူပြုပြီးတော့ညမိုးချုပ်တော့မှမြတ်စွာဘုရားရှင်စီမှာငွေပရိသာပင်လေးလူငွေက၄ရွက်အာ sorry ၅ရွက်ဖြစ်ဖို့လိုပါလေဥမာ900တန်း1000တန်း9000တန်း1000တန်းအအစီပြေသူတို့က၅ရွက်ဖြစ်အောင်လူဖို့လိုတယ်ပေါ့နော်ဥမာ200တန်းဆိုလဲရတယ်100တန်းဆိုလဲရတယ်ပတ်စံမတူညီတဲ့ဟာ9ရွက်ကိုပရိသာပင် ပုံစံမျိုးဒါမှမဟုတ်လေအဲ့လိုဟိုပါပေါ့ တိုင်ပါဘောကျွန်တော်တို့ဒကွန်ကုတ်ကားလိုတိုင်နေထားမယ်အဲ့ဒကွန်ကုတ်ကားမှာအဲ့ငါးရဲကိုတိတ်ကလေးနဲ့ဖြည်းဖြည်းကတ်ပြီးတော့လူပေးအဲ့ဒီလိုအလူလေးလူပေးပါတပေါင်းလာပြီးနေညမှာတပေါင်းလာပြီးနေလာမင်းကြီးကိုကြည့်ပြီးတော့အဲ့ဒီငွေပရိသတ်တပင်ကိုအိစာတရားဂါထာရွတ်ပြီးတော့မြတ်စွာဘုရားရှင်ကိုလူပြီးဆိုရင် နောင်ရက်တွေနေ့တိုင်းနေ့တိုင်းမှာဒီအတိုင်းရက်တိုင်းလတိုင်းလတိုင်းမှာကိုယ့်လက်ထက်မှာငွေမပြတ်တော့ဘူးငွေပရိသတ်ပင်တီးတကဲ့သို့လူနိုင်တန်းနိုင်တဲ့ပုံကူတူဖြစ်ပါပြီအဲ့တော့တပေါင်းလာပြီနေ့ညမှာကျွန်တော်ရဲ့ချက်တော်ဓမ္မမိတ်ဆွေတဝကတွေတပေါင်းလာပြီနေ့ညမှာကျွန်တော်ရဲ့ချက်တော်မိတ်ဆွေတဝကတွေကျွန်တော်ပြုတဲ့ကုသိုလ်6မျိုးကိုလူပြီးကောင်းသောတရားကောင်းသောအသည့်ကောင်းသောသတိအထူးတွေနဲ့အတူအေဂျင့်နဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေသာလို့ကျွန်တော်ကဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။